အိန္ဒိယနိုင်ငံကဆေးဝါးစက်ရုံတစ်ခုမှာအပြင်းထန်ပေါက်ကွဲမှုဖြစ်ပွားရာကနေတေဆုံးသူ30ကျော်အထိမြင့်တက်လာကြောင်းသိရပါတယ်။အိန္ဒိယတောင်ပိုင်းမှာရှိတဲ့တီလန်ဂါနာပြည်နယ်တွေကဆေးဝါးစက်ရုံမှာဂျွန်လ30ရက်နေ့ကပေါက်ကွဲမှုတစ်ခုဖြစ်ပြီးမီးတွေပါလောင်ကျွမ်းခဲ့တယ်လို့ဒေသခံမီဒီယာတွေကဖော်ပြပါတယ်။ဇူလိုင်1ရက်မနေ့အစောပိုင်းအထိအခြေအနေအရအသေးအပြောက်34ဦးအထိမြင့်တက်လာပြီးဒဏ်ရာရသူလည်းဒါဇင်တွေနဲ့ချင်းများပြလာကြောင်းနှိဆက်သူတွေကပြောပါတယ်။ ဒေသခံရဲတပ်ဖွဲ့အရာရှိတဦးပြောတာကအခင်းဖြစ်ရာနေရာမှာအလောင်း30လောင်းကိုရှာတွေ့ခဲ့ပြီးဆေးရုံမှာတော့လူနာ3ဦးဆုံးပါသွားခဲ့တယ်လို့ဆိုပါတယ်။ရဲတွေကဆက်ရုံကိုထိန်းချုပ်တဲ့စီကာချီဆက်မှုလုပ်ငန်းကို အမှုဖွင့်ထားတယ်လို့သိရပါတယ်။စီကာချီကတော့အဲ့ဒီဆက်ရုံမှာဆက်ပစ္စည်းအစိတ်ပိုင်းတစ်ခုပျက်စီးတာကြောင့်လဲပတ်မှုရပ်နားထားတာဟာရက်60လောက်ရှိနေပြီလို့ဆိုပါတယ်။ဒါပေမဲ့အခုလိုပြဿနာဖြစ်ပြီးလူတွေထိခိုက်သေးကြရတဲ့အတွက်ကြီးစွာစိတ်မကောင်းဖြစ်ရတယ်လို့ ကုမ္ပဏီဘက်ကကြေညာပါတယ်စက်ရုံတဲကပောက်ကွဲမှုကြောင့်အဆောက်အအုံဟာလုံးဝပြိုကျသွားခဲ့တယ်လို့မိသက်တွေကပြောတာပါအခင်းဖြစ်ချိန်ကအဲ့ဒီနေရာမှာလူ60လောက်ရှိနေခဲ့တယ်လို့သိရပါတယ်စက်ရုံအလုသမားအများစုကဂျာခန်အော်ရီတာဘီဟာယူတာပရဒက်ရှ်နဲ့အနောက်ဘင်္ဂလားပြည်နယ်တွေကနေလာရောက်ကြတဲ့ရွှေ့ပြောင်းအလုသမားတွေလို့သတင်းတွေမှာဖော်ပြပါတယ်ပောက်ကွဲမှုဖြစ်ပွားရတဲ့အကြောင်းရင်းကိုတိတိကျကျမသိရသေးပေမဲ့ စက်ပိုင်းဆိုင်ရာချွေရမှုတစ်ခုခုကြောင့်ဖိအားတွေစုမိပြီးကန်ထွက်လာတာဖြစ်နိုင်တယ်လို့စုံစမ်းရေးအရာရှိတွေကကနအူးမှယူဆထားပါတယ်။ဆေးရုံရောက်နေတဲ့လူနာတွေထဲမှာနှစ်ဒါဇင်လောက်ဟာမီးလောင်ဒဏ်ရာတွေအပြင်းထန်ရထားသလိုအစိတ်အတော့ဓာတ်ငွေတွေကိုလည်းရှူရှိုက်မိထားတယ်လို့ဆိုပါတယ်။တိုက်ဆုံသူတွေထဲမှာလည်းတချို့ရုပ်အလောင်းတွေကအခြေအနေအရန်ဆိုးပြီးဘသူဘဲဝါခွဲခြားနိုင်ဖို့အတွက် DNA စစ်ဆေးမှုတွေပါလိုအပ်နေကြောင်းအာဏာပိုင်တွေကပြောပါတယ်။အိန္ဒိယဝန်ကြီးချုပ်မိုဒီကတော့ အစိုးရကအသေးဆုံးသူတဦးစီအတွက်နစ်နာချေရူပီ2သိန်းနဲ့ဒဏ်ရာရသူတွေအတွက်ရူပီ5000စီထောက်ပံ့ပေးအပ်သွားမယ်လို့ကြေညာထားပါရရှင်